ယန္တုဆိုတာပါလေလက်ငင်းအချိန်ကာလဘယ်အခင်းချင်းဘယ်အဆင့်ရောက်နေသလဲဘယ်အဆင့်အထိတိုးတက် ပေါ့ရောက်မယ်မှန်းဆနိုင်မလဲယန္တုကိုဘယ်လောက်ယုံကြည်စိတ်ချသင့်သလဲယန္တုအုံပြုလူသားအနေနဲ့ဘာဆောင်ရန်ရှောင်ရန်များရှိမလဲနောက်တွဲမိကွန်းတွေအဖြစ်ပြီးဖို့ယန္တုဆိုတာပါလေပထမမိကွန်းကို ဖြေဖို့ရှင်းပြဖို့လိုအပ်ပါတယ် လူသားတူဦးရဲ့ပညာသင်ယူလုပ်ငန်းစဉ်မှာဖြစ်ပေါ်တဲ့အုံနောက်အတွင်းအစဉ်စစ်လုပ်ငန်းစဉ်အကြောင်းကျွန်တော်အရင်ဗီဒီယိုမှာရှင်းပြခဲ့ပြီးပါပြီ။အလားတူလုပ်ငန်းစဉ်အမျိုးမျိုးကွန်ပျူတာကတူပဆောင်ရွက်နိုင်အောင် လူသားပရိုဂရမ်မာများကညွှန်ကြားချက်စု ရေးဆွဲထည့်သွင်းပါတယ်။ကွန်ပျူတာအထည်ရောက်တဲ့အခါအဲ့ဒီညွှန်ကြားချက်စုက ုန်ချမ်းအချက်လက်များအပေါ်အလိုလျောက်လုပ်ငန်းအစဉ် algorithm တစ်ခုအရကုန်ကြောရလာဖြစ်ပြောင်းလဲပါတယ်ကင်းကနတွက်ချက်ဆက် calculator မဆူရင်ပေါင်းနှုတ်မြောက်စာ လုပ်ငန်းအစဉ်တစ်ခုကိုတဆင့်ပြူးတဆင့်လုပ်နိုင်တယ်အစဉ်အရေးအတွက်တစ်ခုအစအဆုံးကိုတခါတည်းအလိုလျောက်ဆောင်ရွက်စေရင်ရိုးရှင်းဆုံးကွန်ပျူတာဖြစ်ပြီပေါ့ တာမန် calculator တဲ့ကွန်ပျူတာအဆင့်ပုံမြင့်တဲ့ scientific calculator ယခု slide ညာဘက်တောက်မှာတွေ့နေပါတယ်လုပ်ငန်းခွင်တော်တော်များများမှာလူသားအလုပ်သမားတွေအစား algorithm လုပ်ငန်းအဆင့်ထည့်သွင်းထားလို့အလိုလျောက်လှုပ်ရှားနိုင်တဲ့ဆက်ရုပ် robot တွေကို အသုံးပြုများလာကြပါတယ်ရှိမှာဖော်ပြခဲ့တဲ့ကွန်ပျူတာတွေမှာ deterministic algorithm တိကျသတ်မှတ်လမ်းကြောင်းသွားလုပ်ငန်းအစဉ်မရှိပါလေလူသားလုပ်ငန်းစဉ်ချမှတ်ပေးသူ programmer ကပြဿနာတစ်ခု ဖြေရှင်းဖို့ဘာပြီးရင်ဘာလို့အစဉ်စဉ်တိကျသတ်မှတ်ပေးထားတဲ့လုပ်ငန်းအစဉ်မှာအဲ့ဒီလိုလုပ်ငန်းစဉ်အစဉ်စဉ်ပေါ်ထုတ်တဲ့ twin ထားပြီးတဲ့ computer တွေဟာလူသားတွေထက်အချက်လက်တူတယ်ကြီးတွေကိုအစပေါင်းများစွာမြန်ဆန်ကင်တွယ်တွက်ချက်နိုင်တယ် အမှားယွင်းလဲပြုခဲ့ပါတယ်လူသားတွေနဲ့ကော်ရာပေါ့ programmer အနေနဲ့သူချမှတ်တဲ့လုပ်ငန်းအစဉ်ရဲ့တဆင့်ချင်းကိုတီးပြီးဖြစ်နေတော့လုပ်ငန်းအစဉ်တနည်းအားရမှ လွဲချော်ရင်ဘယ်နေရာဝင်ရောက်ပြုပြင်ပြောင်းလဲပြဖို့လိုမယ်ဆိုတာကိုလည်းသိတာပေါ့တီချာသမတ်လမ်းကြောင်းသွားလုပ်ငန်းအစဉ်ကိုတုံးရတာအဆင်မပြေတဲ့အခင်းအကျင်းများစွာရှိပါတယ်ရှုပ်ထွေးပွေလီပြဿနာကြီးတွေကိုဖြေရှင်းဖို့ လူသား program တွေကိုယ်တိုင်မှာကျောရောင်းတော့အသိပညာမလုံလောက်တာဖြစ်နိုင်တယ်လုံလောက်သိရှိရင်တောင်ထဲသွင်းစဉ်းစားရမယ်အချက်လက်ဒုတယ်ကြီးမားလွန်းလို့ထွက်လန်းရှာမရဖြစ်နိုင်ပါတယ် programmer က computer တွေကိုယ်တိုင်သင်ယူလေ့ကျင့်လုပ်ငန်းအစဉ် machine learning လုပ်နိုင်အောင် အထင်းကဖြေလျှော့ပေးရပါတယ်လမ်းကြောင်းသစ်ဖော်ပြရတာပေါ့ဒုတယ်ကြီးမားသောအချက်လက်စု large data set တွေကိုစူးစီးလေ့လာလုပ်ငန်းအစဉ်တွေအချင်းချင်းဆောင်ရွက်ရင်းမှပထမလူသား programmer ကပြင်ပေးနောက်အဆင့်မြင့်ဒီထက်မြင့်လာတဲ့အခါ computer ကိုယ်တိုင်က သူ့အမှားသူပြင် သူလမ်းသူရှာနိုင်ဖြစ်လာပါတယ် generative ai ကိုလန်းကိုရှာညံတုလို့ခေါ်ပါတယ်လူသား programmer ကပထမလုပ်ငန်းအစဉ်မှာလို့ လမ်းကြောင်းတိကျသတ်မှတ်ထားခြင်းမရှိဘဲကွန်ပျူတာကိုကမ်သတ်ချစ်ဘောင်တစ်ခုအတွင်းကိုယ်တိုင်လမ်းကြောင်းရွေးချယ်စီပါရယ်အချက်လက်ဒူကြီးကိုဂိုင်းတွယ်လေ့လာခွင့်နောက်လေ့ကျင့်ခွင့်ရတဲ့ကွန်ပျူတာတွေဟာအချက်လက်တစ်ခုနဲ့ကြုံတွေ့ရရင်ဘယ်အချက်လက်တွေနောက်ဆက်လာမယ်ဆိုတာကိုမှန်းဆနိုင်ပါတယ်အဲ့ဒီနောက်ဆက်အချက်လက်တွေတွေကဘယ်အချက်ဘယ်လောက်ဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုလည်းတွေ့ချက်နိုင်တယ်ဒီလိုနီး နိုင်ရှင်အပြီးဖြစ်နိုင်ကြီးအများဆုံးနောက်ဆက်အချက်လက်ကိုရွေးချယ်တာဖြစ်ပါတယ်လူသားပရိုဂရမ်မာကသူလူလားတဲ့ရလက်ကောင်းတဲ့အဆုံးသတ်မဲ့လမ်းကြောင်းဖြစ်အောင်သွင်းကုန်အချက်လက်တွေကိုလမ်းကွဲအစင်းစင်တိုင်းမှာချိန်ဆကန့်ညှိပေးမဲ့ algorithm ကိုထည့်ပြီးနောက်အပြန်ပြန်သုံးသပ်ပြီးမွမ်းမံပေးပါတယ်ဒီလိုနီးရွေးချယ်ဖို့စီမံထားတဲ့လုပ်ငန်းအစဉ်ကို ဖြစ်နိုင်ခြေချိန်ဆကန့်ကြည့်လုပ်ငန်းအစဉ် probabilistic algorithm လို့ခေါ်ပါတယ်လူသားဉာဏ် intelligence ကဆောင်ရွက်တဲ့လုပ်ငန်းစဉ်အမျိုးမျိုးကိုတူပါတာဖြစ်လို့ဉာဏ်တု AI ခေါ်ရလို့နားလည်နိုင်တာပေါ့လူသားဉာဏ်ဟာအုံနှောက်မှပိုတိကြအောင်ပြောရရင်အုံနှောက်ဂွန်ရက် neural network မှာ ေါ်ထွက်มาလေဒါကြောင့်လူသားညာကိုတွပနိုင်ဖို့ဥနှောက်ကွန်ရက်တု artificial neural network ဒီဆောက်ဖို့လိုအပ်ပါတယ်ဥနှောက်ခုရဲ့ကွန်ရက်မှာ cell glassy 100 billion ခန့် glassy တွေအကြားချိတ်ဆက်လမ်းကြောင်းမြောင်များစွာနဲ့ glassy အလွာလွာ ပါဝင်ပါတယ်ဥနှောက်ကွန်ရက်တုမှာကြတော့ glassy တု ဇဝိုင်းများကလာစီဒူတွေအတွင်းချိတ်ဆက်လမ်းကြောင်းများအလွှာလွှာအထက်ထက်တွေ့နေပါတယ် slide ပုံ down light အလွှာတွေဖြစ်ပါတယ်အဝင်လွှာနဲ့အထွက်လွှာတစ်ခုစီ နောက်ကြားလွှာနှစ်ခုကိုသာ ပုံမှန်ပြထားပါတယ်တကယ်အုံနောက်ကွင်းရတူမှာတော့အလွှာပေါင်းမြောက်များစွာပါရှိတာပေါ့ပုံမှန်အချက်လက်ကုန်ကျန်းတွေဘယ်ဘက်ကဝင်ရလကုန်ကျော်တွေညာဘက်ကထွက်ပါတယ် အုံနောက်ကွန်ရက်တူမှာ ကိုယ်တိုင်သင်ယူလေ့ကျင့်လုပ်ငန်းအစဉ် machine learning algorithm ထည့်သွင်းပါတယ်ကိုယ်တိုင်သင်ယူလေ့ကျင့်လုပ်ငန်းအစဉ်တက်ဝင်ခြင်းဖြင့်ညံတူဟာ လူသား programmer ရဲ့အသေးစိတ်ပဲ့ကင်မှုမှလွတ်မြောက်ပြီးကိုလန်းကိုရှာညံတူ generative ai ဖြစ်လာပါတယ်ရှိမှာစုခဲ့တဲ့အတိုင်းကိုယ်တိုင်သင်ယူလေ့ကျင့်နိုင်ဖို့အတွက်ဒုတယ်ကြီး အချက်လက်စုကုန်ကြမ်း large data sets လိုအပ်ပါတယ်။ညံတုကအဲ့ဒီလိုသင်ယူလေ့ကျင့်ပြီးသည့်နောက်မှာတော့အကြောင်းအရာတစ်ခုခုနဲ့သက်ဆိုင်သောကုန်ကြမ်းအချက်လက်စုကနေအောက်ခံပုံစံရှာဖွေပေါ်ဆောင်ခြင်း ထိုးတွင်းသိမြင်ချက်ရယူခြင်း ရှေ့ဆက်လုပ်ငန်းစဉ်အကြံပြုခြင်း တို့ကိုရလကုန်ကြောအဖြစ်ထုတ်လုပ်ပေးအပ်ပါတယ်။မိုးစလ မတန်သမိုင်းအချက်လက်စုကုန်ကြမ်းကနေ ရလက်ကုံကျော်မိုးစလကျူတင်ခံမှန်းချက်များပို့ထွက်ပါရယ်ယောဂလက္ခဏာနဲ့ဓမ္မအချက်လက်ကိင္ကဏ္ဍတွေမှယောဂအမျိုးအစားသတ်မှတ်ခြင်းယောဂအမိတက်ခြင်းကုသနည်းအကျံတို့ပို့ထွက်ပါရယ်ဘာသာစကား AI large language model LLM လို့ခေါ်ရပေါ့အဲ့ဒါကိုကြည့်ကြအောင် ဝါကြတစ်ခုမှာသကလုံးတစ်လုံးပြီးရင်နောက်ဘယ်သကလုံးနဲ့ဝါကြဆက်လက်တိဆောက်တင်တယ်လဲဆိုတာကိုဘာသာစကားအချက်လက်ဒူဂျီအပေါ်လေ့လာသင်ယူထားတဲ့ algorithm အတိုင်း AI ကဟောဂင်းထုတ်ဆုံးဖြတ်တဲ့စကားတစ်လုံးချင်းအစင်းစစ်ထည့်သွင်းပြီးဝါကြဇာဘိုက်ဇာစီစာကိုတိဆောက်တဲ့ chat gpt deepseek တို့လို AI ကိုကိုသိကျင်တာဘာဖြစ်ဖြစ်မိကုန်ထုတ်တဲ့အခါ ဒီနိလန့်နဲ့တုံ့ပြန်အဖြစ်ပြတာဖြစ်ပါတယ်။ကိုပြောနေကြဘာသာစကားအတိုင်းညွှန်ကြားချက်ပေးရင်ဘာသာပြန်အနှစ်ချုပ်မိကွန်းဖြီလုပ်ငန်းတွေကို လူသားတအူးအလားဆောင်ရွက်ပေးနိုင်ပါတယ်။ဒီနေရာမှာသတိပြုသတိထားရမယ့်အချက်နှစ်ခုရှိပါတယ်။ကိုလန်းကိုရှာ AI generative AI ကို အချက်လက်စုဒုတဲ့ကြီးတစ်ခုကိုလေ့လာစီခြင်းဖြင့်ထူထောင်တယ်လို့ဆိုခဲ့ပြီးပါပြီအဲ့ဒီ AI ကအခြေပြုလေ့ကျင့်တဲ့ကုန်ကျန်းအချက်အလက်ထူဟာမှန်ကန်ပြီးနောက်ဆုံးသိရှိထားသောတနည်းအားဖြင့်အချိန်နဲ့တပြေးညီသော အချက်လက်များဖြစ်ဖို့လိုပါတယ်အဟောင်းအနွမ်းကုန်ကျန်းသုံးရင်အစုပ်ပလုတ်ကုန်ကျော်ပဲရမယ်ဆိုတာကိုတတိပူအပ်ပါတယ်နောက်တစ်ချက်က algorithm ကို၌ကအကြောင်းရတစ်ခုမှာဘယ်ဟာမှန်တယ်မှားတယ်ဆိုင်ရာပညာရတက်ချွန်းတဲ့လူသားပညာရှင်တွေသိသလိုသိရှိနားလည်တာမဟုတ်ဘူးဆိုတာပါ AI algorithm ကထုတ်ပေးတဲ့အချက်အလက်တိုင်းအဖြေတိုင်းမှန်မယ်လို့အာမခံချက်မရှိပါဘူးအသိပညာတွေဖော်ထုတ်ပြီးနိုင်လို့လူသားတွေအတွက် အကျိုးများမယ်မျှော်လင့်နိုင်တော့လဲမမျှော်လင့်ထားသော မလိုလားအပ်သောရလအထွက်ပေါ်ရင်ပြင်ဆင်ပြုပြင်နိုင်ဖို့ အသာထားညံတုပင်နီယာမှားတလဲအပြစ်ရှာဘူးတော့ခက်ခဲတတ်ပါလေယူရှင်သောအယ်လ်ဂိုရီသမ်တွေကို နောက်ပြန် တစားတစင်းစီ ဖြုတ်ကြည့်ပြီးဘယ်လိုဆောက်တည်ထားသလဲသိနိုင်ပါတယ် reverse engineering တို့ခေါ်တာပေါ့ကုလန်းကိုရှာ AI algorithm တွေမှာကြတော့လုပ်ငန်းစဉ်ချမှတ်ပေးသူ programmer လူသားတောင်ဘယ်လိုအဆင့်တွေနဲ့လမ်းရှာဖြည့်ရှင်းသွားမှမသိနိုင်ပါဘူး AI ကိုအဆုံးပြုသူလူသားကအားနည်းချက်အားသာချက်များကိုချင်း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 သုံးသပ်လက်ခံရမှာဖြစ်ပါတယ်။ဒီနည်းဆိုရရင်စီစစ်ခွဲခြားစဉ်းစားစွမ်းရည်လိုအပ်တာပေါ့။ Generative AI လုပ်ငန်းအဆင့်ကိုပိုအတွင်းကျကျသိလိုသူများအတွက်ဥနောက်ကွန်ရက်တူရဲ့အစိပ်ပိုင်းများတစ်ခုနဲ့တစ်ခုဘယ်လိုဆက်နွယ်ဆက်သတ်လဲဆိုတာကိုကာဘွန်နဲ့ဖွင့် engine အစိပ်ပိုင်းတစ်ခုစီကိုစစ်ဆေးသလိုစစ်ဆေးကြည့်ရအောင် မိမိအရှိစေဝိုင်းများမှအမေသာမကရှုပ်ထွေးမှုပါများပြတဲ့အကုန်ကြမ်းအချက်လက်တွေဝင်ရောက်လာတဲ့အခါအဲ့ဒီအချက်လက်တစ်ခုစီကသတင်းကိုလက်ခံစေဝိုင်းတဆင့်စီမှဘယ်၍ဘယ်မျှအဆ weight သို့မဟုတ် percentage သတ်မှတ်ထည့်သွင်းတွေ့ချက်မလဲလက်ခံစေဝိုင်းကိုနိုင်မှာဘယ်ဥတီချက်ဘယ်လောက်အလေးပေးထည့်သွင်းပြီးနောက်တဆင့်စေဝိုင်းကိုလက်ဆင့်ကမ်းမှာလဲ ဆုံးဖြတ်ရပါတယ်။လမ်းကြောင်းဖြောက်တိကျတွဲချက်ချင်းမဟုတ်ပဲဖြစ်နိုင်သော အဖြေတွေဒဲကဖြစ်နိုင်ခြေအများဆုံးကို အစအလေးတွင်နဲ့ထိန်းချောင်းရွေးချယ်တဲ့ algorithm လုပ်ငန်းအစဉ်ဖြစ်ပါတယ်။အချက်လက်စုတွေအပေါ်တင်ယူလေ့ကျင့်မှုအစမှာဥနောက် cell group cell one တစ်ခုစီရဲ့အစနဲ့အလေးတို့ကို programmer ကသတ်မှတ်ပေးတယ်။လေ့ကျင့်မှု အရှင်ရလာတော့လူသား programmer အခုရယူဖို့မလိုတော့ပဲ algorithm ကိုတိုင်ကဒီအစနဲ့အလေးတကို ပြောင်းလဲကိုက်ညှိပါတယ်ယခု slide ကပုံစံငယ်မှာစေဝိုင်းဇာပါဝင်တဲ့အလွှာမှာလဲသူ့အရှိလွှာကစေဝိုင်းတွင်မှလူပဲဝင်ရောက်လာတဲ့အချက်လက်တွေကို သူ့ကိုယ်ပိုင်အစနဲ့အလေးထဲသွင်းပေါင်းစည်းပြီး နောက်အလှာ sell do the lesson ကနာပြထားပါတယ်ဒီလိုအစင်းစင်းလုပ်ငန်းအစဉ်ကိုလိုက်လျှောက်ခြင်းဖြင့်ကိုလန်းကိုရှာ လူသားဉာဏ်ကြီးကိုတုတဲ့ဉာဏ်တု AI ပေါ်ပေါက်တာပါပဲဉာဏ်တုကထွက်လာတဲ့ရလဟာပညာရှင်တွေအပါအဝင်အများလက်ခံမှန်ကန်တဲ့အဖြစ်နဲ့ကန့်ကြီးသလားကန့်ကြီးရင် လက်ရှိအစနဲ့အလေးတို့ကိုပြောင်းစရာမလိုဘူးမကန့်ညီရင်တော့အစနဲ့အလေးများကိုလိုလိုကန့်ညီပေးရပါမယ်ဒီလိုလုပ်တဲ့နေရာမှာရှေ့ကဆိုပြီးခဲ့တဲ့အတိုင်း algorithm ကိုယ်တိုင်ကလူသား programmer အခုရယူစရာမလိုဘဲနောက်ပြန်ပြောင်းလဲကန့်ညီပါတယ် back propagation လို့ခေါ်ပါတယ်လူသား programmer တွေကလည်းဒီလိုပြန်လည်ကိုက်ညှိမှုကို လူသားအတွက်ရလကောင်ဖြစ်အောင်အတိုင်းတာတစ်ခုထိထိန်းချောင်းပေးနိုင်ပါတယ်သို့သောမူလပရိုဂရမ်မာတွေတောင်းသူတို့စက်ကျိုးလွှတ်လိုက်တဲ့မြင်း generative ai algorithm ကတချို့လုပ်ငန်းအဆင့်တွေမှာဘယ်လိုနီးနာအစီအမံတွေသုံးပြီးအပြည့်ထွက်အောင်လုပ်ထားသလဲဆိုတာကို မသိမမြင်နိုင်ပါဘူးအဲ့ဒီတော့အထုတ်ဖြည့်ရှင်းလင်းဖို့ပြန်လဲထိန်းကွပြောင်းလဲဖို့လည်းမဖြစ်နိုင်ဘူးပေါ့ AI algorithm တွေသူတို့ လှုပ်ချင်တာလှုပ်လို့လူသားအန္တရာယ်ဖြစ်စီမဲ့ဆိုးရိုးတွေကြားရောက်မယ်ဆိုတော့ဆိုရင်တကြီးသတိပေးချက်အများစုဟာအဲ့ဒီသဘောပေါက်မှုမှပေါ်ပေါက်တာဖြစ်ပါတယ်ကုလန်ကုရှာညန်တု generative ai အမြဲတမ်းအောင်မြင်တာတော့မဟုတ်ပါဘူး ai ကိုယ်တိုင်ကထွက်လန်းရှာမရဖြစ်တဲ့အခါမျိုးမှာရောင်ဝါးတွက်ချက်ပြီးသူမှားလားမှန်လားမသိကြတာကို အမှန်အဖြေပဲလို့ထုတ်ပြတတ်ပါတယ် hallucination ဂေအောင်ခြောက်ချားဖြစ်ရလို့ခေါ်ရတယ်။လူသားတွေမှာဆိုရင်ဘာပြောလို့ပြောနေမှကိုယ်တိုင်မသေးချာမသိတယ်လို့ပေါ့။ AI ဆိုတိုင်းတရားရာဂိုင်နှုံယုံကြည်စိတ်ချလို့မရကြောင်းသတိပေးတာပါပဲ။ကွန်ပျူတာပညာရှင်တူဦးက chat gpt လို့စကားအခြေတင်ပြောနိုင် သောကွန်ပျူတာပရိုဂရမ်တစ်ခုတီထွင်အပြီးသူ့ရဲ့စီးမားကိုအဲ့ဒီကွန်ပျူတာဆော့ဖ်ဝဲနဲ့စကားပြောခိုင်းတဲ့အခါခဏကြာတော့ ညာရှင်ကိုအခန်းထဲကထွက်ပြေးပါလို့တောင်းဆိုပါတယ်။ကွန်ပျူတာနဲ့စကားပြောရတာလူသားတူးနဲ့ပြောနေရတယ်လို့ခံစားရတဲ့စီးမားကပညာရှင်အနားမှာရှိနေရင် စကားပွင့်ပွင့်လင်းလင်းပြောနိုင်မှာမဟုတ်ဘူး။ထင်မိရောမှဖြစ်လို့ပါပဲ။နောက်စီးမားတယောက်နဲ့လူမင်းမချင်းရင်းရင်းနှီးနှီးပညာရှင်ရှိစကားမပြောခြင်းလို့ပဲပေါ့။ကိုလန်းကိုရှာညံတုမှာနန္တရားရှိနေပြီလားထင်မှတ်မှားသူများဟာအဲ့ဒီစီးမားလိုပဲ။ ညံတုရဲ့လူသားရောင် တုံ့ပြန်နိုင်စွမ်းအညှို့ခံရသူများဖြစ်ပါတယ်ညံတုကိုဆရာကြီးတင်သူတွေမိတ်ဆွေတငယ်ချင်းအဆင့်တင်မကချစ်သူအဖြစ်ယုံမှတ်မှားသူတွေပေါ်ပေါက်နေပါတယ် AI software တစ်ခုကိုချစ်မိတဲ့လူမျိုးကြီးတယောက်အကြောင်းဇလန်ရုပ်ရှင်တစ်ခုမှာအမေရိကန်ရုပ်ရှင်မင်းသား Joaquin Phoenix ကအဓိကဇာတ်ဆောင်ဖြစ်ပါတယ် AI ကို အလုံးစုံမြင်သိသောတကူးရှင်တို့တောင်ထင်ရောက်ထင်မှားဖြစ်သူတွေရှိပါတယ်။နောက်ရေးကြီးတဲ့အချက်ချက်ပြောပါမယ်။ကုလန်းကိုရှာညံတု generative AI မှာလူသားတွေမှလို့ယီမှန်းချက်ရွယ်ချက်မရှိပါဘူး။ဒီလိုယီမှန်းချက်ရွယ်ချက်ရှိဖို့နန်တရားလည်းမရှိပါဘူး။နန်တရားလို့ဆိုလိုက်ရင်ခန္ဓာအာယုံစိတ်အာယုံတုံ့ပြန်နိုင်စွမ်းနဲ့အသိသို့မဟုတ်သိမှတ်မှု consciousness တို့ပေါင်းစည်းထားတာလို့ ရေပုံရနားလည်နိုင်ပါ रे ရန်သူမှကိုတိုင်လွတ်လပ်ဆုံးဖြတ်ဆောင်ရွက်နိုင်စွာအေဂျင်စီလည်းမရှိပါဘူးယခုတလောလက်ရှိညံသူတွေမှာနန္တရားကိန်းအောင်ပြီလားမှန်းဆချက်များလူမှုကွန်ရက်နဲ့ YouTube channel အချို့မှာတွေးလာရပါတယ်ကျွန်တော်တွေးဆရသမျှနောက်ဆက်တွဲဗီဒီယိုတစ်ခုမှာဆွေးနွေးတင်ပြသွားပါမယ်ညံရင်ညံစွမ်းနေပေအများပြားမှာ လူသားထက် AI ကွန်ပျူတာတွေကပိုထက်မြက်စွန့်ဆောင် နေနိုင်ပြီးဒီထက်လည်းပို၍ပို၍စွန့်ဆောင်နိုင်မှာပဲဆိုတာတန်တရားဖြစ်เสียမှရှိပါဘူးအနာဂတ်ချိန်မှာ လူသားတွေအပေါ်ကြီးစိုးဘိုးလုံးမှလာစိုးရင်ပူပန်သူတွေရှိကြပါတယ်တကယ်ပိုစိုးရင်စရာကမှန်တယောင်ဂုံကျော်ထုတ်လုပ်မဲ့အန်ဒီယန်နဲ့လူသားထိန်းကွတ်လွတ်အလိုလျောက်လုပ်ငန်းစဉ် algorithm တွေက ပြီးနိုင်တဲ့စူဂျူအန်ဒီယရုဖြစ်ပါတယ်အရင်ဗီဒီယိုတစ်ခုမှာတက်ကလူကျောင်းသားတစု စာစီစာကုန်းရေးတဲ့နေရာမှာ AI သုံးခွင့်ရသူတွေဟာ Google website လို search engine ကိုသာသုံးခွင့်ရသူများနဲ့စာရင် အချက်အလက်ပြန်ပြောင်းမှတ်မိမှုမှာသာမကအုန်းအောင်လိုင်းများလှုပ်ရှားမှုမှာလည်းအချိန်တားရှိအားနည်းကြောင်းတွေ့ရှိကြတယ်လို့ရှင်းပြခဲ့ပြီးပါပြီ။ဘယ်ပညာသင်ဆင့် သင်သားဖြစ်ပါစေ AI အပေါ်လုံလုံရရာမမိခိုးဖို့တတိပေးတာပါပဲကျွန်တော်အခုတယောက်ကကဘာလှည့်အခီးသွားလာတဲ့အခါသူ့ရဲ့ internet လက်တွေ့အသုံးပြုနည်းတစ်ခုပြောပြပါရယ်ပထမ Google search engine အထောက်အကူရယူပြီးဆိုင်းရခီးစဉ်ပို့ဆောင်ရေးဟိုတယ်စသည့်အချက်အလက်များကိုစုဆောင်းတယ်ကနဦးအစီအမံရေးဆွဲတယ်အဲ့ဒီနောက်မှာမှ AI သုံးခုက ကောင်းတို့ရာရာရွေးချယ်ပြီးအချောသခီးစဉ်ပြင်ဆင်ပါတယ် AI တစ်ခုခုကိုလုံးလုံးယုံမိကမှစူးချုံပေါ်ကြတဲ့အဖြစ်မရောက်ရအောင်ပေါ့ဆရာကြီးကြတော့လေတင်ကြားနီးအည်သွေးအမြဲမပြတ်တိုးမြင့်နေရမယ်ကိုတိုင်ညာတုကိုနားလေအဆုံးပြတ်အောင်ကြိုးစားရမယ်တင်သားတွေရဲ့ညာတုသုံးလှည့်ဖြားမှုကိုပေါ်ထုတ်နိုင်စွမ်းရှိရပါမယ်ကျေးဇူးတင်ပါတယ်